ဟိုးရှိရှိတုန်းကရွာလေးတရွာမှာဆင်းရဲပေမဲ့လိမ္မာပါနဲ့တဲ့မက်နယ်လေးဆိုတဲ့မိန်းကလေးတယောက်ရှိတယ်။သူမဟာငယ်ရွယ်ပေမဲ့အိမ်မှုကိစ္စတွေမှာကျွမ်းကျင်တယ်လို့စကားပြောဆိုရမှာလဲချို့တာပြီးယုတ်တိရှိရှိနဲ့ပြောတတ်တယ်။ဒီနေ့မှာတော့ရွာရဲ့တထေးကြီးရဲ့တူးသေးတော်သားဖြစ်တဲ့မာနကြီးပြီးစကားကြမ်းနဲ့တထေးသားဟာရွာထဲကို ရောက်လာခဲ့တယ်။ တထေးသားဟာမက်နယ်လေးကို တွေ့တော့သူမရဲ့စင်ရွန်းပါမှုကို မထီမဲ့မြင်ပြုတ်ပြီးတော့စိန်ခေါ်လိုက်တယ်။ဟေးဟိုမှာစင်ရဲမလေးနင်တကယ်လိမ်မာရဲဆိုရင်ငါမေးတဲ့မေးခွန်း၃ခုကိုမှန်အောင်ဖြေနိုင်မလား။အဲ့ဒီလိုဖြေနိုင်ရင်ငါမှာရှိတဲ့ရွှေငွေတစ်ဝက်ကိုနင့်ကိုပေးမယ်။မဖြေနိုင်ရင်တော့နင့်ကိုငါကြုံအဖြစ်ခိုင်းစေမယ်။ မက်နယ်လေးဟာမကြောက်မရွံ့နဲ့ပြန်ပြောလိုက်တယ်။ကောင်းပြီတထေးသား။ကျမမိကုံးတွေကို ဖြည့်ကြည့်ပါမယ်။တထေးသားရဲ့ပထမမိကုံး။ကောင်းငယ်မှာကြေရီဘလောက်ရှိသလဲ။တထေးသားရဲ့တိုးတွေမှာတိုးမွေးပနက်ပင်ရှိလဲရေးတွဲကြည့်ပါ အဲ့ဒီအရေးအတွက်တိုင်းကောင်းကင်မှာကျေရီရှိပါတယ်ကဘာရဲ့အနယ်ဘဟုကဘယ်မှာလဲကျမဒီနေရာမှာရက်နေတဲ့ခြေဘွားအောက်ကကဘာရဲ့အလဲဘဟုပါပဲမဆိတ်သေးမှာဘာတွေးနေလဲ တထေးသားစိတ်ထဲမှာဒီဆင်းရဲမှလေငါမိကွန်းတွေကိုဘယ်လိုမှ ဖြေနိုင်မှာမဟုတ်ဘူးလို့တွေးနေတယ်မဟုတ်လားမနဲ့လေးရဲ့လိမ္မာပါနဲ့တဲ့အဖြေတွေကိုကြားတော့တထေးသားဟာအံ့အားတင့်သွားပြီးဘာပြောရမှန်းတော့မသိတော့ဘူးသူဟာ သူ့ရဲ့ခရီးအတိုင်းမက်နယ်လေးကို ရွှေငွေတစ်ဝက်ပေးအပ်ခဲ့တယ် ဒါအပြင်မက်နယ်လေးရဲ့ဉာဏ်ပညာကို လေးစားသွားပြီးနောက်ပိုင်းမှာသူမနဲ့ခင်မင်ရင်းနှီးစွာ နေထိုင်သွားကြတယ်ဒီပုံမြင်လေးကနေသိရတဲ့သင်္ကန်းစာကတော့ရုပ်ရည်အပြင်ဉာဏ်ပညာနဲ့လိမ္မာပါးနက်မှုဟာလူတစ်ယောက်ကိုတန်မိုးရှိစေနိုင်တယ်ဆိုတာပါပဲ။ မာနထောင်လွှားတဲ့သူတွေဟာတခါတလေမှဉာဏ်ပညာရှိတဲ့သူတွေရဲ့လှဲ့ကွက်ထဲမှရောက်သွားတတ်တယ်ဆိုတဲ့အကြောင်းလေးသိနိုင်ပါတယ်။